ာထားကကျတော့သူကအမှောင်ခုနှစ်ခန်းအလင်းခုနှစ်ခန်းလို့ခေါ်တယ်မေနူးကဖွဲ့ထားတယ်အလင်းမိုင်းထဲမှာဆိုရင်နံပါတ်မေနူးဟာဒီမေနူးရဲ့အုပ်ချုပ်ထားပြီးတယ်နော်မေနူးမှာဒီဘက်မှာဆိုရင်ဒီနှလုံးဝင်နော်အခုကျွန်တော်တို့ပြုချက်ဖြစ်စီပါတယ်ဆိုတော့မေနူးကဒီစားပြီးမဟုတ်ဘူးရေဦးကနေလာပြီးမှ၅ရောင်းစားတာငါးရောင်းနဲ့ကုံတဲ့ခါမှာမြင့်မရေဝင်ချိုးတော့တူလန်းထားတဲ့ခမညာစွန်ကငမီတော့နားလဲဆိုပြီးတော့ကောင်းငွေကိုချီသွားတာကောင်းငွေမှမနိုင်တော့ဒီဝေတိုက်တဲ့ခါမှာဘရင်ရဲ့ပြိုးတော့နံပြတ်ဆက်မှသွားချီတာ ။ဘရင်ကနေဂျမိန်ပိုင်ရှင်ကထူးဆန်းတယ်။သူ့ထက်ဖုံးကန်ကြီးတဲ့မိမတွေဖြစ်ရမှာဆိုပြီးတော့မောင်းထူထူကြုံရလိုက်တဲ့ချိန်မှာမဲနုထမင်းဖြစ်တယ်။မဲနုဟာချောမောလှပတဲ့ခါကျတော့မိဖုရားဖြစ်ကောက်တယ်။မာနာကြည့်သွားတာ။မာနာကြည့်ပြီးတော့မတို့နန်းတွင်းထဲမှာကိုရက်ကွက်ဆိုတာရှိတယ်။အဲ့ဒီကိုရက်ကွက်လုံးကို तू ကဟင်းသီးဟင်းရွက်တောင်မှနုတယ်လို့ပြောအောင်။ဟင်းဒီဟင်းရွက်နုနုလေးလေးလို့ပြောမိတဲ့မှန်းကမင်းပြင်းမင်းနဲ့ခံရတယ်ဘလို့ခံရလဲဆိုတော့ဒီမှာပြပေးမယ်ဒီမှာဆိုရင် तू ကအေယာဝတီမြင်းနဲ့ဖောက်ထားတဲ့ဥမင်းလိုက်ကောင်းလို့ခေါ် အဲ့ဒီဥမင်လိုင်ကောင်းလဲမှာဆိုရင်လိုင်ကောင်းဟာဘလောက်ထိမြင်လဲဆိုရင်ဝလုံးနှစ်ပြန်ရှိတယ်အဲ့ဝလုံးနှစ်ပြန်ရဲ့အထက်မှာဆိုရင်ပြင်းများနှစ်ချက်အရှည်ရှိတယ်သူ့ရဲ့ပလင်ရှိတယ်သူ့ပြောသမျှကိုနားမခံတဲ့သူသူ့ရဲ့စကားကိုဖိဆန်တဲ့သူဆိုရင်အဲ့ပြင်းများနှစ်ချက်ပေါ်မှာထိုင်ခိုင်းလိုက်တာစူးတော်ငွေလက်တော်ငွေပြီးမယ်သူပြောသမျှကိုနားခံမှုခံတယ်ထိုင်မိတဲ့လူမှန်သမျှကိုအိုက်ထဲကိုရောက်သွားပြီဆိုရင်အယိုးတခြားသားတခြားဖြစ်ပြီးတော့မြင့်လင်မှာသွားပေါ်တာသူ့ရဲ့အာဏာကိုတော်တော်လေးကိုဖိဆန်မှာနော်သူကတက်ချင်းလို့တက်တာမဟုတ်ဘူးလူတွေကသူ့ကိုငစိမ့်လေပွားနဲ့မိဖုရားဖြစ်တဲ့ကကြမနာလို့ပိတ်တယ်နေတာဟင်းတိဟင်းရတော့ ဒီမိန်းမဟာနုတယ်လို့မပြောရဘူး။သူ့လိုငစိမ့်စင်မှာမိဖုရားဖြစ်ဖြစ်တာတော့မှမာနာကြီးတဲ့မိန်းမဆိုရင်သူ့ကိုမကောင်းကြောင်းလေးတင်းပြင်းလေးပြောတဲ့ခါမှာမခံနိုင်တဲ့နောက်ဆုံးမှအိုက်ထဲကိုပြစ်ချတတ်ပြီ။ဒါမင်းကြီးမနာ၃၀နှစ်၄ယောက်တတ်တဲ့ခါလေ။ဒီမှာရှိရမယ်။မဲလူကနောက်ဆုံးကြတော့သူ့မှာမောင်လေးတစ်ယောက်ရှိတယ်။ဆလီမင်းသားမောင်ဦးလို့ခေါ်တယ်။သူ့ရဲ့မောင်လေးကနန်းတည်နေတဲ့ခါကျတော့ဒီမှာစီးရစီရတယ်။ ါလေးရဆေးရဆေးရပြောတဲ့ခန်းဒီခန်းလေးထဲမှာဆိုရင်မေနူးကမင်းကြီးမင်းသားတွေကိုတယောက်ချင်းပြစ်ချပြီးတော့ခုနသူ့မောင်လေးကိုလည်းသူကဆေးရဆေးရပြောတဲ့ခန်းဒါအမှောင်ဆုံးခန်းလို့ခေါ်တယ်သူ့မောင်ကိုဆေးရဆေးရဘယ်လိုပြောရလဲဆိုတော့သူ့ရဲ့တစ်ဖက်နိုင်ငံလာတဲ့ဒီခုနမဲ့သူ့မောင်လာတဲ့တစ်ဖက်နိုင်ငံလာတဲ့မောင်ကိုခါကြတော့သူကဘယင်ဖြစ်စေနေတာသူ့မောင်ကိုသူက ဘရင်ကိုတတ်ခိုင်းတာဘရင်ရဲ့စားတော့ထဲမှာအစိတ်ခတ်ထဲတိုင်းမောင်းအတင်ပေးတာစားတော့ထဲမှာအစိတ်ခတ်ထဲပေါ့ဘရင်တည်သွားရင်မင်းကိုဒီတိုင်းပြည်နိုင်ငံကိုလွှဲပြောင်းပြီးတော့မင်းကိုဘရင်တင်မယ်ဆိုပြီးတော့သူကလွှဲပြောင်းခိုင်းအဲ့မှာစားတော့ထဲမှာမောင်းကိုစိတ်ခတ်ထိုင်တယ်မောင်းကစိတ်ခတ်မထည့်ရေကိုဘရင်ဆိုတော့ခါကျအဆောင်ချက်တည်းများတယ်လေအဲ့နဲ့ဒါနောက်ဆုံးညဘယ်လိုလုပ်တော့ဆိုတော့သူ့ရဲ့ယောက်ျားရဲ့စားတော့ထဲမှာသူကအစိတ်ခတ်ထည့်ပြီးတယ်သူကိုယ်တိုင်ထည့်တာထဲတော့ဘရင်ရဲ့ညီတော်မှာပါယာဝတီမင်းဆိုတာရှိတယ် တာယာဝတီမင်းကအိရှိဇံမင်းလားဆိုတော့တိတဲ့ခါကျတော့ဒီမိမဟာမိမရုပ်တပါပဲပေါ့မောင်ရောက်လာပြီဆိုတော့ငါကိုတော့အသက်တော့ပြုနိုင်တယ်ဒီမိမကိုလိုက်ချောင်းရမယ်ဆိုတော့အဲ့မှာမဲနူကစားတော့တဲ့ထဲချင်းမှာမိဝါတဲ့ခါကျတော့ဘယ်ကိုပြေးတော့ဆိုတော့သူတို့ကိုကိုွက်တဲ့ဆရာတော်ဥပုပ်ကြောင့်မင်းကပြေးတာသူမိဘနှမရှိမပြေးဘူးဆရာတော်ဖျားဆရာတော်ဖျားဆိုသုံးညာတိခေါ်တယ်ဆရာတော်ဖျားတပည့်တော်မတရားတော်တပည့်တော်မကိုကဲပါအောင်ဆိုပြီးတောင်းတာအဲ့နဲ့ပဲဆရာတော်ဥပုပ်ကနမ်မတော်မင်းကိုတရားချတယ် အေးတယ်ငါနေဦးတယ်တသက်နဲ့တူကစကားမပြောဘူး။အဲ့ဒီနောက်ဆုံးနေနဲ့မင်းကငါတရားချမယ်။မင်းရဲ့ဝူကျွေးရှိရင်ပြန်ပြစ်ဆက်ရမှာပဲဆိုတော့မင်းကတော်တော်လေးကိုပြောသွားတယ်။ "तू အသက်7နှစ်ကနေအသက်40ကျော်မှပြင်မှာ तू အဲ့စကားပဲပြောတယ်ဆရာတော်ဦးကပြန်တဲ့နှစ်တွေလာရင်ပြောခဲ့ဘူး။ तू ဘလောက်ပဲဆုံးကတ်ခဲ့ဘလောက်ပဲတရားနာခဲ့ပြီးမင်းကိုဆရာတော်ဦးကစကားမပြောဘူး။အဲ့ဒါပဲနောက်ဆုံးနေကြွေးတဲ့အချိန်မှာမင်းကတတိယတော့မှသေတော်ပါပြီ။တတိယတော့မှအရှင်ပြားအကျွေးတွေဝူကျွေးတွေဆက်ပါမယ်ဆိုပြီးမင်းကတစ်ခါပဲတတ်မယ်မလို့အသက်ခံလိုက်တာ။ သူ့ကိုဒီចောင်းကြီးရဲ့ရှေ့မှာဂဒီပါအိတ်ကိုလဲဒီတရားပေါ့နော်ကျွန်တော်တို့အခုဖြူချက်ကစီတော်ရဖြစ်တဲ့နမ်လုံးမင်းတို့ရဲ့အကြောင်းဒါဆိုနေဖြစ်တာပေါ့ဆိုတော့ဆိုတော့တမိုင်းမွန်းနေရန်ကိုတမှုရှိပြီးတော့ဆံမျိုးကိုပေါင်းနေကြလေးပေါ့နော်ဆိုတော့အဆုံးရှိပြီးတဲ့အတွက်လည်းအလုပ်ကျေးဇူးတင်ပါတော့အလုံးမဲ့ဖေးအနေနဲ့မမျိုးပါနဲ့